ချစ်ခင်ရပါသောမိတ်ဆွေများအားလုံးကိုကျွန်တော်တို့ရဲ့မျိုးဥ Family YouTube Channel လေးကနေရန်လေကြိုဆိုလိုက်ပါတယ်ခင်ဗျာ အားလုံးကိုလည်းမင်္ဂလာပါလို့ကျွန်တော်ပုံမြတ်တင်မှနှုတ်ခွန်းဆက်သလိုက်ရပါတယ်ခင်ဗျာကျွန်တော်ဇာယိဆရာဆရာကြီးရွှေဦးတောင်းဤမြတ်သက်မောဆိုတဲ့ဝိတ္တစာအုပ်ကိုအပိုင်းစလေးနေဖြင့်ဆက်လက်ဖတ်ပြတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်ခင်ဗျာကျွန်တော်နဲ့အတူလိုက်ပါနားဆင်ခန်းစားကြည့်တော်မူကြပါဦးခင်ဗျာတာမြတ်ဒီ လူမော်နှင့်မတ္တနန်တို့ကွဲကွာသွားကြောင်းကိုကြားသိရ၍မတ္တနန်တို့အိမ်တို့လာရောက်စုံစမ်းလေသည်။တာမြတ်ကမတ္တနန်အားယင်းဤသောတငယ်ချင်းများဖြစ်ကြသည့်အလျောက်ဒီကောက်ကြည့်တော်လဲမတ္တနန်သည် အကြောင်းရင်းအမှန်ကိုတာမြတ်အပြင်ဖော်ထုတ်ရှင်းပြရန်ရှက်သည်နှင့်ထိုအကြောင်းကိုမြှုပ်ထား၍သဘောချင်းမတိုက်ဆိုင်ကြသည့်အတွက်ကွဲကြခြင်းဖြစ်လေဟန်ပြောပြလေသည် ။ဒါမြတ်မှာဤမြတ်လောက်မကသေးဟု၍စဉ်းစားမိသော်လည်းမသိစေလိုသော အကြောင်းအရာတစ်ခုကိုစီစစ်မေးမြန်းနေ၍မလျော်ကြောင်းသိသည်နှင့်ခင်လေးဆွေဤမျက်နာကိုသာအကဲ့ခတ်ရတော့သည်။ခင်လေးဆွေကလည်းဤမြတ်ထက်ပို၍သိစေလိုဟန်မတူသည်နှင့်တမ်းရသည်ဤကိစ္စကိုမပြည့်ပြတ်သေးပဲဖယ်ထားသောကိစ္စတခုအနေဖြင့်ချိန်ထားလိုက်တော့သည်တမ်းရဤစိတ်ထဲ၌မတဏ္ဏနှင့်လူမော်တို့ကြွယ်ရခြင်းကိစ္စတွင်မတဏ္ဏဆိုခြင်းမဟုတ် ဆိုခြင်းဆိုလျင်လူမော်ဆိုခြင်းသာ ဖြစ်လိမ့်မည်ဟုစဉ်းစားမိ၏သို့သောအမျှော်မြင်ရှိသောလူတစ်ယောက်ဖြစ်၍မိမိသည်လူမော်ကိုတသက်လုံးပြိုင်ဘက်တစ်ယောက်အနေဖြင့်သဘောထားမိခဲ့သောကြောင့်သာလျှင်ဤကဲ့သို့တပတ်သက်စဉ်းစားမိခြင်းဖြစ်နိုင်သည်ဟု၍လည်းစဉ်းကျင်မိပြန်သည်ဘုရားမြတ်ကတေရိုင်းနေဗျာကျုပ်ကတော့နှမအရင်လိုသဘောထားနေတဲ့လူတစ်ယောက်ဖြစ်လေတော့ကိုလူမော်လုတ်ပုံကို လုံးလုံးမကျင်နိုင်ဘူးပြောမတဏ္ဏံက ူကြည့်ချီလည်းမဟုတ်ပါဘူးကိုသားမြတ်ကျမပြည့်လည်းပါပါတယ်ကိုသားမြတ်ကဘယ်လိုအပြစ်လဲဗျာလူချင်းကွဲတော့တဲ့အပြစ်မို့လားသူတို့ဘသာသမီးယူပြီးမဟန်ဘူးဆိုပြီးမောင်းထုတ်လိုက်ရတဲ့သလားအမတ်တဏ္ဍာန်ကသူကမောင်းထုတ်တယ်လို့မဟုတ်ပါဘူးကိုသားမြတ်အတူနေလို့မဖြစ်နိုင်တဲ့အဖြစ်ကိုသိလေတော့ကျမကဆင်းလာခဲ့ခြင်းဖြစ်ပါတယ်ကိုသားမြတ်ကဒါဖြင့်ကွာရှင်းသေးတာမဟုတ်ဘူးပေါ့မတ်တဏ္ဍာန်က ကွာရာကတော့ကွာခဲ့ပါပြီဘယ်တော့မှမဖြစ်နိုင်ပေဘူးလို့ကျမကဆုံးဖြတ်ပြီးကွာခဲ့ရပါတယ်ကိုသားမြတ်ကကျုပ်မခံချင်ဘူးဗျာသူတစ်ပတ်သားသမီးကိုလက်တဲ့ဆန်ပေါင်ကြည့်ပြီးဒီလိုကွာပြစ်တန်းနေလားဗျာမတဏန်ကဒီလိုလေးမဟုတ်တတ်ပေဘူးကိုသားမြတ်ကျမကိုသူတကယ်မကျင်တတ်စရာအချက်လည်းရှိပေတယ်ကိုသားမြတ်ကကျုပ်တော့မယုံပါဘူးဗျာကျုပ်စိတ်မဆုပ်အောင်မတဏန်ကဖြေပြောပြောနေတယ်ထင်တာပဲမတဏန်က တကယ်ပါကိုသားမြတ်လူစုံကြီးတသက်ရဲ့လို့ကျမကမဆွဆွလိုက်ပါပြီဘူးကိုသားမြတ်ကမကျဉ်နှဖူးမတတ်နံမောင်နှမအရင်သာဖြင့်ကျုပ်ကအတင်းမေးသေးတယ်အခုတော့ကျုပ်ကမတတ်နံကိုမောင်နှမအရင်လိုသဘောထားပြီးအရေးယူခြင်းတော်လဲတကယ်အရင်အစ်စ်မဟုတ်လေတော့ကျုပ်မှာ အတင်းစစ်စေးပိုင်ခွင့်မရှိပေပဲဟာကိုဗျမတတ်နံက တကယ်မောင်နှမအရင်ဖြစ်လို့စစ်စစ်ပေမဲ့လေကျမကဒီအတိုင်းထွက်ဆုံပါပဲကိုသားမြတ်ကိုသားမြတ်ကတိထက်ပေါ်ပြီးဖွင့်ဟမပြောနိုင်တော့ဘူးပေါ့လေမဇ္ဇနန်က ဟုတ်ပါတယ်ဤတွင် ကိုသားမြတ်သည်စကားကုန်ပြောခြင်းမဟုတ်ပဲခြံလက်ထားသောအချင်းအရာတစုံတစ်ခုရှိသေးသည်ဟုရိတ်မိလေ၏တို့ရတွင်ကာယကံရှင်ကိုယ်တိုင်ကမပြောတော်သော အရာကိုမိမိကအတင်းစင်မေးခွင့်မရှိခြင်းကိုလည်းနားလေ၏ ို့ဖြစ်၍တစ်ဖက်ကဖွင့်မပြောလျင် အခြားတစ်ဖက်ကပြောကောင်းပြောလိမ့်မည်ဆို၍လူမော်ကိုတွေ့လို့သောဆန္ဒပေါ်လာသည်တို့ပါတော်လဲမတ္တနံအတွက်လူမော်ကိုစိတ်နာလျက်ရှိသောကြောင့်ထိုသူနှင့် မျက်နှာချင်းဆိုင်ဖို့ပင်ခရင်နေလိမ့်မည်။ဒါကြောင့်မလဲမိမိထက်လူရဲတာကဲ့သို့လူမော်ကိုမိမိကရန်ရှာနေသည်ဆို၍လူရဲစရာဖြစ်မည်ကိုလည်းတမ်းမြတ်စဉ်းစားမိလိမ့်သည်။တို့ရတွင်အကြောင်းကောင်းပါမူကလူမော်ကိုအ ਨੇ ဆုံးပါရိုက်ခြင်းသောစိတ်ရှိနေတော့သည်။ ။ဒါမြသည်မတဏ္ဍတို့ဤငွေရေးကြေးရေးမခိုင်လုံသောအဖြစ်ကိုရိပ်မိ၍မတဏ္ဍအလောက်ကိုင်းမရသည်မီအတော်တွင်မိမိဓမ္မချင်းငွေသုံးဆွဲရန်နှင့်မတဏ္ဍကိုနိုင်ရမပြောဘဲခင်လေးဆွေအားပြောထား၏။တို့ရတွင်လူမော်ကငွေတစ်ထောင်ကျပ်ပေးလိုက်သောကြောင့်ရုတ်တရက်အခက်အခဲမရှိသေးကြောင်းသိရလေသည်။လူမော်ကခင်လေးဆွေဤလက်သို့၎င်းငွေထည့်ပေးလိုက်ခြင်းကိုမတဏ္ဍရိပ်မိတော်လဲအလောက်ကိုင်းမရှိဘဲလက်မဲ့ဖြစ်နေသေးသည့်အတွက် မသိခြင်းပြည့်၍နေလျရတော့လေသည်မာနာကြီးသောမိန်ကလေးဖြစ်၍လူမော်ပြည့်တဲ့သောငွေကိုမယူခဲ့စေလိုတော့လဲငွေချင်းနှင့်ပတ်သက်၍နှာခေါင်းကြီးဝိတ်တွေ့ကြမှုသည်ဖြစ်တော့ကြောင်းအောင်ဤလျရတော့သည်တာမြတ်သည်မတ္တနန်တို့အိမ်တို့မကြမကြရောက်လာတော့လဲဖိုးခွေနှင့်မစုံမိသေးချေဖိုးခွေမှာကြောင်းအိတ်ကြောင်းစားမထနိုင်တော့ပဲဇေယိတ်ကျင်းစေခြင်းကအိမ်မကြောင်းတက်နေရလိမ့်မည်သို့တော့တာမြတ်လာသောအချိန်များတွင်ဖိုးခွေကြောင်းတက်နေကြဖြစ်၍ သုံးချိန်တိုင်းတိုင်းလက်မတင်ကလေးလွဲချော်သွားကြလေသည်ဒီနေ့တွင်မူကားတာမြတ်နှင့်ဖိုးကွေးတို့စုံမိကြအုံမြီဧကံဖြစ်၍မတဏ္ဏနှင့်ခင်လေးဆွေတို့တိုင်ပင်ထားကြပြီးဖြစ်လေသည်ဒီနေ့တော်ကားတာမြတ်သည် မတဏ္ဏတို့အိမ်၌စကားပြောလျက်ရှိသက်တွင် အိမ်ရှိ၌ကျောင်းဘတ်စကားကြီးဆိုက်လာ၍ဖိုးကွေးသည်လွဲဧကလေးနှင့်အိမ်ပေါ်သို့တက်လာ၏ဖိုးကွေးသည်တာမြတ်ကိုမြင်သည့်နေ့တစ်ပိုင်း၌လေပင်ကိုပြည့်ဖယ်ပြည့်လျင်ကျွန်တော်ပြောတာဒီလူကြီးပဲမိမိတို့မမတို့ ဦးလေးကကျွန်တော်ကိုလက်ရှာနေတာလားကျွန်တော်အင်ကိုဘယ်သူကပြောပြလိုက်တယ်လဲဟုတ်ဝန္တာအာရရှင်ပြတော်မျက်နှာနဲ့နှုတ်ဆက်ရင်းပြောပြလေရာမတ္တနာနဲ့ခင်လေးစွေတို့မှာအံဩစွာနဲ့ငေးကြည့်နေမိကြတော့သည်လူကြီးတယောက်ကမြင်လဲတိုင်မိစဉ်မှဆ၍မိမိအားချစ်ခင်၍ကြောင်းသို့မကြမကြလာသည်ဟုဖိုးခွေးကပြောဖို့တော်လဲမတ္တနာနဲ့ခင်လေးစွေတို့မှာကိုသာမြတ်ဖြစ်သည်ဟု၍မသိကြကြပါဘူး ထိုချိန်တွင်မှဇက်ပေါင်းမိကြသည်ဆို၍လေဦးသောသူတို့မှဝန်တာ၍မဆုံနိုင်အောင် ဖြစ်နေကြလေတော့သည်တို့ရတွင်တာမြတ်ဖို့စဉ်းစားစရာတစ်ခုဖြစ်နေပြန်၏ဖိုးခွေးကိုမင်းမြန်းစဉ်ကခင်လေးဆွေဤသားဆိုတော်လဲဤခင်လေးဆွေဖြစ်လိမ့်မည်ဟု၍မထင်ခဲ့မိချေယခုသောဖိုးခွေးကမတ္တနံကိုမမခေါ်၍ခင်လေးဆွေကိုမိမိခေါ်သောကြောင့်ဤခင်လေးဆွေဖြစ်သည်ဟု သိရလေပြီသို့သောခင်လေးဆွေမှာအပြိုကြီးဖြစ်သည်ဟုမိမိနားလည်ခဲ့၍ မြည်သူသောနေဖြင့်တာကလေးတယောက်ရှိနေရသည်ကိုနားမလည်နိုင်အောင်ရှိနေပြန်လေတော့သည်မွေသာသောတာပေတော်ဒိုရီမဟုတ်အပြိုတာမွေခြင်းပေလောဒိုရီမဟုတ်မိမိနှင့်ခွဲခွာနေခိုက်တွင်အိမ်တော်ကြ၍တာတယောက်မွေထားခြင်းပေလောမစင်စားတတ်အောင်ရှိတော့သည်ဤအကြောင်းကိုမိမိကမေ့ရန်မလျော်သည်ဖြင့်အမှတ်မဲ့သာနေ၍ခင်လေးဆွေတို့ဤအဖြေကိုသာမျှော်ရတော့သည်ခင်လေးဆွေတို့ကလည်းဖိုးခွေးကိုမွေစားကြောင်းနှင့်ပတ်သက်၍ ညီတို့မြရှင်းလင်းပြောပြခြင်းမပြုသောကြောင့်လာမြတ်မှာစဉ်းစားရခန့်နေတော့ဤရုတ်တရက်ရှင်းလင်းပြောပြခြင်းမပြုသေးကိုထောက်ထားခြင်းအပြင်တဏှရာရာ၌မူမမှန်သောဖြစ်ကိုကတာမြတ်ရိမ့်မိဤဘိုးခွေးကဥလေးကမိမိတို့နဲ့ဘယ်တော့ကတိတာလဲဟောတာကကျွန်တော်မိမိဟောတာကကျွန်တော်မမပဲဥလေးရဲ့ကိုတာမြတ်ကဥလေးကတော်တော်လုံးနဲ့တိတာကြာလာပါပြီလူကလေးရဲ့ဘိုးခွေးကဟုတ်ကဲ့လား ဝန်တလိုက်တာဗျာကျွန်တော်ကဥလေးကိုအင်ခေါ်လာခဲ့ကျင်တာအခုတလို့တော့ဥလေးကအကြောင်းကိုမလာပဲကိုဥလေးရဲ့ဘောသားမြတ်ကဥလေးကတော့တက်နေရလို့ပါလူကလေးရဲ့ဘိုးခွေးကမိမများတော့လက်လျက်ဒီဥလေးကကျွန်တော်ကိုသိစ်ချစ်တာပဲဗျာကစားစရာလူဝယ်ပေးတယ်ဥလေးဝယ်ပေးတဲ့မိထားတို့မော်တော်ကားတို့ရှိတယ်ဗျာမပြည့်စေရဘူးကျောင်းသားတွေဖြစ်ဖြစ်မှာဆိုလို့ဆရာကြီးကတိန့်ထားတယ်အခုကျွန်တော်အိမ်ပြန်ရောက်လာတော့မှဆရာကြီးကထုတ်ပေးလိုက်တယ်ကျွန်တော်ပြမယ်နေအောင် ဘုခွေလည်းတာမြဝေပေဘူသောကစားစရာများကိုထုတ်၍တာမြအားပြလေ၏မတနံကဖုခွေကတော့ပြောပါတယ်လူကြီးတယောက်ကသူ့ကိုချစ်တယ်သိတဲ့ဘောကောင်းတယ်လို့တွေ့တိုင်းတပြောတည်းပြောနေတယ်လက်ဆက်တတ်တော့ကျမတို့ကိုတာမြဖြစ်နေတာကိုဒေါခင်လေးဆွေကဟုတ်ပါတော့ဖြစ်လေချစ်တတ်ပါပြီနိဗ္ဗတော်ရီထဲမှာဇက်ပေါင်းတာလို့ဖြစ်နေကုန်ကြပြီတကယ်ကြံကြံဖန်ဖန်ပေါ့ဤ ။ဤနေရာ၌တာမြတ်သည်ခင်လေးဆွေကဖိုးခွေအားမွေးစားခြင်းစသော အကြောင်းအရာကိုပြောပြတော်မူဟုရုတ်တရက်မျှော်လင့်လိုက်၏။တို့ရာတွင်ဤသို့သောအဖြစ်ပြက်ကိုဖိုးခွေရှိ၌ပြောပြရန်မဖြစ်နိုင်သည့်အဖြစ်ကိုစဉ်းစားမိပြန်လေသည်။နောက်ဆုံး၌တာမြတ်ဤစိတ်ထဲတွင်မွေးစားသောသားဖြစ်ရမည်။တငယ်ရှိတွင်ပြောပြ၍မကောင်းသောကြောင့်သာခင်လေးဆွေက ပြောမပြဘဲထားတော်သည်ဟုဆုံးဖြတ်ချက်ချ၍အိမ်သို့ပြန်သွားလေ၏မြမနိုင်ငံတော်သည်ငြိမ်းချမ်း၍မရရှိခဲ့သေးချေ လူမော်တို့အစိုးရဖွဲ့စည်းစအခါကလက်ဝဲအလွန်တန်သောလူလူစုမှတပါငင်းညာတော့မြေကဲ့သို့ဖြစ်ခဲ့ဘူးတော်လဲထိုလူစုဤဂျိုပန်မှုကြောင့်တကြောင်ရာထူးဝေချမ်းမုံမကျေနပ်သဖြင့်ကလထိုင်လူကျင်သောနိုင်ငံရေးသမားများဤစုပမှုကြောင့်တကြောင်တိုင်းပြည်စုပပါမှမိမိတို့အဖို့ဇီဝလမ်းဖြောင်သောဇီဝနိုင်ငံရေးသမားများဤဖြစ်စေမှုကြောင့်လည်းကြောင်းအစိုးရဖွဲ့ပြည်သည့်နောက်များမကြာမီအတွင်း၌ပင်ဤနယ်ထုံနယ်တို့တွင်လှုပ်လှရှားရှားဖြစ်လာကြပြန်လေပြီ။ ရွေးကောက်ပွဲ၌အပါဝင်မပြုသောလက်ဝဲသမားများသည်အစိုးရဖွဲ့စည်းပုံကိုရန်နာကြည့်ရှုနေကြပြီးနောက်ယခင်အစိုးရထက်ပင်လက်ရာဆန်ကြောင်းတွေ့ရသည်နှင့်အသည့်လော၍စူပူကြပြန်လျာဝါရအလင်းမရှိဘဲရာထူးရာရည်အတွက်တသက်ဝင်လာကြသော နိုင်ငံရေးသမားများသည်လည်းရာထူးမရမှုကြောင့်စူပူကြပြန်လေပြီဤတော်တွင်တိုင်းပြည်ငတ်ပြတ်မှအမျက်ထွက်သော စီးပွားရေးနိုင်ငံရေးသမားများကလည်းယထာလမ်းများချိုးခြင်းဂါလမ်းများဖျက်ခြင်း စာသောအလုံးများကိုကိုယ်စလဲငှား၍ဆောင်ရွက်ကြတော်သည်တိုင်းသူပြည်သားများကလည်းအဆက်အသွယ်ဖြတ်ချင်းအလုပ်ဟုသမားကိုလက်ဝဲတပုံများသာပြုလုပ်သည်ထင်ကြ၍တပုံများကိုမုံသူမုံကြလေရာလက်ဝဲတပုံများဤရည်ရွယ်ချက်မှလည်းအုတ်ချုပ်ရေးသာဖြစ်စီရန်ဖြစ်တော်ကြမိမိတို့အားတိုင်းပြည်ကမုံချင်းကိုနောက်အခါမှရှင်းပြမည်ဟုတိုင်းသူပြည်သားတို့ကမိမိတို့အပေါ်၌အထင်လွဲခြင်းကိုမြုံ၍ခံနေကြ၏ စင်စစ်မှာတပုံဖြစ်သည့်အလျောက်တိုင်းသူပြည်သားတို့အားရှင်လင်းပြသရန်လည်းအခွင့်မရကြစေဤသို့ဖြစ်နေသောအချိန်တွင်အစိုးရသည်တပုံများကိုဓာတ်ရိုက်နှိမ်နှင်းရန်လည်းအင်အားလုံလောက်စွာမရှိသည့်ဖြစ်၍မိမိတို့ဒလန်မီယာလူများကိုသာလျှင်ပုံမှန်၅နှစ်ဆွဲ၍အချုပ်ထောင်တို့တွင်တွင်ကြီးပို့ရလေတော့သည်တော့မကိုသောလူများကိုပုံမှန်၅နှစ်ဆွဲသောအစီအစဉ်တွင်လူမော်သည်နံပါတ်၁ဝင်ကြီးဖြစ်ရာကဝင်ကြီးအဖွဲ့တစ်ခုလုံးတွင်အများဆုံး လူမုံခံသူတယောက်ဖြစ်လေသည် လူမော်၏အယူဝါဒကလက်ရှိအစိုးရတည်မြဲပါမှမိမိယာရုတည်မြဲမည်ဖြင့်ထိုကဲ့သို့တည်မြဲရန်အတွက်မှလည်းအပြစ်မရှိသူဆယ်ယောက်ကိုချုပ်ထားခြင်းထက် အပြစ်ရှိသူတယောက်ကိုလွှတ်ထားမိခြင်းကသာ၍ဆိုသည်ဆို၍တန်ကနေသရင်ရာသည်နှင့်တပြိုင်နက်တွင်တွင်ကြီးဖမ်းချုပ်လေတော့သည်လူမော်ကဝင်ကြီးအစီအွေများတွင် ပုံမှန်ငါးကိုအခါခါသိမ့်ထောက်ခံလွန်းတော့ကြောင့်ဝင်ကြီးချုပ်က ဟုတ်မှဟုတ်ပါမလားဆရာကြီးရဲ့ ဟုတ်ပြောလိုက်ရတွင်ဘာကိစ္စရှိသလဲခမနောက်ဆုံးစုံစမ်းကြည့်လို့အပြစ်မရှိဘူးဆိုတော့ပြန်လွှတ်ပြစ်လိုက်တာပေါ့မသေးကြသေးဘူးဆိုပြီးတကယ်အပြစ်ရှိတဲ့လူတယောက်ကိုလွှတ်ထားမိရင်ကျွန်တော်တို့အစိုးရဖွဲ့မှကိစ္စများမယ်မဟုတ်ဘူးလားကျွန်တော်သဘောတော့အပြစ်မရှိတဲ့လူ၁၀ယောက်ကိုပြန်လွှတ်ရတာအရေးမကြီးဘူးအပြစ်ရှိနေတဲ့လူတယောက်ကိုလွှတ်ထားမိမှအရေးကြီးတယ်ခမဟုတ်အကြောင်းပြပြောဆိုလေသည်ဝင်ကြီးချုပ်ကဖမ်းလိုက်လွှတ်လိုက်လုံနေလို့ကောင်းပါမလားဗျာဘိုလ်လူမော်က ဒါဖြင့်မလွတ်ဖဲထားရုံပေါ့ခင်ဗျာဝင်းကြီးချုပ်ကအပြစ်မရှိတာတိလျက်နဲ့မလွတ်ဖဲထားပြန်တော့လေစူကုန်ကြမှာပေါ့ကိုလူမော်ကစူရာကတော့မထူပါဘူးဘာလို့လို့စူမှာပါပဲကြက်ကြက်စူတဲ့လူချုပ်ထားရုံရှိတာပေါ့ဝင်းကြီးချုပ်ကဒီလိုဆိုရင်ပုံမှန်ငါးတွေကြောင်းထောင်မဆက်အောင်ဖြစ်ကုန်တော့မယ်ကိုလူမော်ကဒါမခက်ပါဘူးနိုင်ငံရေးမဟုတ်တဲ့ရာဇဝတ်ကောင်တွေကိုလွတ်ပြစ်လိုက်တာပေါ့ဝင်းကြီးချုပ်ကဒီကောင်တွေကခိုးရင်တိုက်ရင်ကောကိုလူမော်က ဒီကောင်မျိုးတွေကပလိတ်လောက်နဲ့ကိစ္စပြီးနိုင်တယ်တယောက်ဆိုတယောက်ပဲနိုင်ငံကြီးခေါင်းဆောင်တယောက်ကတော့သူ့နောက်က100 200 200ပါသွားနိုင်တဲ့အတွက်စစ်တပ်နဲ့နှင်ယူရတယ်မဟုတ်ဘူးလားဝန်ကြီးချုပ်ကခမရကအရန်ကြလွန်းပါတယ်ဗျာဟိုလူမော်ကဒါပြင်လေကြိုက်တယ်လို့စီမံကြပါခမကျွန်တော်ဖယ်ပေးပါမယ်သူ့ဇော်ပြန်လင်လဲလူမော်ကဲ့သို့မှကြံရည်ဖန်ရည်မရှိကြတော့ကြောင့်လူမော်ကိုလက်မလွတ်နိုင်ပဲရှိကြလေသည်လူမော်သည်ကာကွယ်ရေးဝန်ကြီးဖြစ်တော့ကြောင့် မိမိနောက်မှစစ်တပ်ရှိသည်ဆို၍မြေသူကိုမြမလန့်တော်ပဲခိုက်ကြမ်းကြမ်းအကြံပေးတော်ရာဝင်ကြီးတပွဲလုံးဤတာဝန်ဆိုတော်လဲလူမော်ဤနာမည်သာထွက်လာ၍အများဆုံးလူမုန်ခံရလေတော့သည်ပုံမှန်ငါအကျဉ်းသမားများသည်လည်းတပြည်လုံးရှိထောင်များတွင်အပြည့်ဖြစ်နေတော်လေရာလူမော်ပြောပူးသည့်အတိုင်းရာဇဝတ်ကောင်များကိုပင်လွတ်ပြေးရမည်ကဲ့သို့ဖြစ်လာလေတော့သည်ဤတွင်တပုံအရေးသာမန်ကတရိုင်းပြည်လုံးလှုပ်လှုပ်ရွရွဖြစ်လာ၍ ။ရင်းသားများကလည်းဝိုင်းဝန်းစုပူကြသည်နှင့်ဝန်ကြီးချုပ်ကိုယ်တိုင်ကအစိုးရအဖွဲ့ဖြတ်သိမ်း၍အသည့်ဖွဲ့စည်းရန်သမရထံသို့အစီရင်ခံရလေတော့၏။အသည့်ဖွဲ့စည်းသော အစိုးရအဖွဲ့တွင်လူမော်မပါဝင်တော့ချေ။အချို့ကလူမော်ဤတက်တီနှင့်ပြောရေးဆိုစားအတွက်ကြောင့်ဝန်ကြီးတနေရာပြေလို့ကြသည်၏။တို့ရာတွင်လွင်ကဲသောအစိုးရပြုတ်ကြခြင်းမှာ လူမော်ဤအကြံဝါဒကြောင့်ဖြစ်သည်ဆို၍အများကသဘောမတူကြတော့ပေ။လူမော်မှာရာထူးလက်လွတ်သည်နှင့်တပြိုင်တည်း ဒုက္ခတွေ့ခဲ့လေပြီ။နတ်ဆိုးများသည် လူတယောက်ကိုဖန်ဆာလို့တော်လဲကံကောင်းနေသောအခိုက်တွင်ညီတို့များမတက်နိုင်သေးပဲစောင့်ကြည့်ကြ၍ကံနှိမ်သည်နှင့်တပြိုင်နက်ဝိုင်းဝန်းပြနေကြသည်ဆို၏။ဤနေ့အတူလူမော်မှာလည်းလူမုံများပါလျက်ဝင်ကြီးတယောက်ဖြစ်နေသည့်အတွက်ကြောင့်စောင့်ကြည့်နေကြရသောနိုင်ငံရေးသမားများရှိကြပေရာရာထူးမှလျှော့ကြသည်နှင့်တပြိုင်နက်အစင်တွင်းဖို့စီမံကြလေတော့သည်။ စင်စစ်မှာလူမော်သည်ရာထူးပြန်ရဖို့လှော်ခတ်ခြင်းမှတပါအစိုးရအဖွဲ့ကိုဒေါ်လန်ဖို့အကြံစီမရှိတော့လဲရဲဘော်ဟောင်းများနှင့်တွေ့ဆုံတိုင်ပင်ချင်းကိုပင်အမျိုးမျိုးတွေ့ထင်ကြ၏ပြည်ရေးဝန်ကြီးသည့်လူမော်ကိုမယုံကြည်သည်နှင့်စုံတော်များတကောက်ကောက်လိုက်ဖို့စီမံထား၏တပီဟောင်းများဖြစ်သောသာလူနှင့်မြက်ကျော်တို့ဝင်ထွက်ကြခြင်းကိုပင်ဒေါ်ခွန်နေသောအချို့ရဲဘော်တပုံများနှင့်အဆက်အသွယ်ပြုလုပ်နေသည်ဟုအယူရှိကြ၏အမှန်မှား ပင်စင်ရ၍အငိမ့်သာရနေသောအချို့မင်းမူတန်းများသည်ကျွန်တွင်းမှလွတ်ပေပြီးဆို၍ဝမ်းမြောက်ဝမ်းသာမရှိနိုင်ပေလွင်ကယ်ပြီးသောရာတို့ကိုတမော့မော့တန်တကမနေတတ်မထိုင်တတ်ဖြစ်ကြရသည့်ဤသူပြုတ်ကြသော ဝင်းကြီးများမှလည်းမိမိတို့အိမ်တို့လူဝင်လူထွက်မရှိတော့ပဲ၆တွေတွေဖြစ်၍ညီဝဲဝဲကောင်းသည်ဟုမှတ်ထင်တတ်ကြလေသည်ညစွာသောဝင်းကြီးပြုတ်တို့မှရှင်ပြုစဉ်ကရွှေတိဆောင်ခဲ့ရခြင်းနှင့်တူသောဝင်းကြီးအဖြစ်ကိုတဆွဲလန်းလန်းနှင့် တမမှန်တမျောမျော ဖြစ်နေကြလေတော့သည်လူမော်သည် တပါရီတဲ့ဖြစ်သောရဲဘော်မှန်များနှင့်တင်မြအောင်ရောနှော၍ပါတီအစည်းအဝေးများတွင် လူတွင်ကျဲလှုပ်ဖို့ကြိုးစား၏တို့ရတွင်ခိကုံသောလူတယောက်ကဲ့သို့ဖြစ်နေ၍လူတွင်ကျဲမလုံနိုင်ုံသာမက ပါတီအမှန်များက၎င်းနှင့်ပောင်းတင်ဆက်ဆံရခြင်းကိုပင်အသရေရုပ်သေးဟုမှတ်ထင်ကြ၍ခတ္တန်တန်အမှုရာမျိုးဖော်ပြကြပေ၏ လူမော်ဤပါတီမှာအတိုက်ခံဂိုင်းဖြစ်သွားပြီဖြစ်ရာမြေတီဂိုင်း၌ပါဝင်ရသည်ဖြစ်စေကောင်းဆောင်ဖြစ်စေရမည်ဟုကြွားဝါခဲ့ပူသောလူမော်မှာအတိုက်ခံဒဂိုင်းလုံးအဖို့တွင် ရှေ့မဆောင်နိုင်ုံသာမကမိမိဤပါတီ၌ပင်ကောမဒီတယောက်တည်းမြင့်တက်အောင်ဒုဝေယံမဖြစ်နိုင်တော့ချေဘေရင်ကိုအယုံကြည်မရှိတော့လဲဂလုံးစားချက်ဆိုသောသဘောမျိုးနှင့်ဂုံတော်ဘော်တို့တက်၍ဘေရင်မင်းကြီးရာအလွင်ညံသောကြောင့်အချုပ်အနောင်ခံရဖို့မြင်သည်ဟူ၍ဘေရင်ဆရာကဟောလိုက်ချေသည် သို့သောရရာချေလင်းလွတ်နိုင်သည်ဆို၍ဗေရင်ဆရာကစီမံပေးသည့်အတိုင်းဆောင်ရွက်ရသောကြောင့်ငွေ90ကျပ်လောက်ပင် ကုန်သွားပေသည်ဗေရင်ဆရာအိဟော်ကင်းတစ်ချက်မှလည်းဒေသပြောင်းလဲကောင်းလိမ့်မည်ဆိုသောကြောင့်မူလကမယုံကြသောလူမော်မှာရာထူးလိုခြင်းလသည်နှင့်လိုက်နာလင်ကောင်းလိမ့်မည်လို့ဟုစဉ်းစားလျက်ရှိလေပြီထို့တော်တွင်၌သဘုံများသည်အင်အားတို့လာ၍အစိုးရစစ်တမ်းများကို၃လေးနေရာတို့၌တွန့်လန့်နိုင်ကြသည်ဖြစ်သောကြောင့် ရန်ကုန်မြို့ရဲသို့ပေါက်ထွင်းဝင်ရောက်ကအုပ်ချုပ်ရေးများကိုအတင်းလူယူရမည့်တရင်များထွက်ပေါ်လာ၏ထို့ကားတွင် အစိုးရအဖွဲ့ဝင်များသာမကပါလီမန်အမတ်အလုံးကိုပြည်သူခုံရုံးသို့တင်စီပြည်လင်းဂျိုဒန်ပိတ်လိမည်ဟု၍ပင်အချို့ကပြောနေကြလေပြီလူမော်ဒီဤတရင်ကိုကြားရသည့်အခါနေရပြောင်းမှသူကောင်းဖြစ်နိုင်မည်ဟုသောဟော်ကင်းလည်းရှိသည်ဖြစ်၍တပုံများနှင့်ပူပေါင်းရန်အကြံစီနှင့်စကားကမ်းလန်းလျက်ရှိ၏ဒါလူနှင့်မြတ်ကျော်တို့မှလည်း လူမော်ဤအိမ်နှင့်တပုံကောင်းဆောင်များဤစစ်စခန်းကိုရေပြတ်မတက်ကူးတန်းနေကြလေပြီတနေ့တနေ့စုံတော်တယောက်သည်လူမော်ဤအိမ်တော့၌နေမလျှို့ဝဲစွာဝင်လာကြသောတာလူနှင့်မြတ်ကျော်တို့အားရက်တန့်ရှာဖွေရာဇာတဆောင်တွေ့ရှိသည်နှင့် မောင်ရိပ်မှခြောက်နေသောပလိမများဤအကူအညီဖြင့်ဌာနသို့ခေါ်ဆောင်သွား၏စုံတော်ဖွဲ့သည်လျှို့ဝဲသောဤဖြင့်ရေးထားသော၎င်းစာကိုအတိတ်ဘယ်ပေါ်အောင်တွေ့ခေါ်ကြရာတွင်ဗောလိဗျူရိုဟူသောသကလုံးနှင့်တူသောအတန်ထွက်တစ်ခုပါသည်ဆို၍ ်ကွင်မြင်နှင့်အဆက်အသွယ်ရှိရမည်ဟု အတိတ်ပဲကောက်ယူကြလေသည်ထိုချိန်မှလူမော်ကပုံမှန်၅နှစ်ဆွဲသော အချိန်တိုင်းအောင်နိုင်ပိုင်းလောင်မြတ်သားလူတော်ဒီအတိုင်းလူမော်မှာမိမိ၏ပစ္စည်းကလေးများသိမ်းဆည်းခဲ့ဖို့ပင် အချိန်မရပဲနန်းနဲ့စောစောတွင်စုံတော့နှစ်ယောက်နှင့်အတူလိုက်ပါသွားရလေတော့သည်မက္ကနမှာအတော်ပင်ဆင်းရဲနေလေပြီတထေတိမိတမယလှပတင့်တယ်စွာဆင်းရင်ဝေစားလျက်အထက်တန်းကြကြနေခဲ့ရဘူးပြည်ဒီနော် ဝင်ကြီးကတော်တရားဖြစ်ရပြန်၍အထက်ဆုံးတန်းအနေထိုင်သို့ပြန်လည်တရားဖို့သောမတ္တနာမှာဝင်ငွေမရှိသောတခုလဖြစ်သို့ရောက်ပါတော်လဲကော်ဖီကလေးနှင့်ပေါင်မုံမိခင်ထောပတ်သို့သူ့စကလေးတို့ကိုလက်မလွတ်နိုင်ရှာချေနေမှာလဲအဖိုးချောင်သည့်ဒံလျာမြကိုစိတ်မကုနိုင်သည့်ပြင်ဈေးသွားဈေးပြန်တို့တွင်ရှင်တော်ကိုကလာကူလီရွက်စေမှတင့်တယ်ပေတော့သည် တို့ဖြစ်ဖြစ်လူမော်ထာမခင်လေးဆွေယူခဲ့သောငွေကလေးတစ်ထောင်ကျပ်မကြမီပွင့်ပြီးဆော့ရုပ်သွားနေပြီဘုခွေဤကြောင်းစည်းနှင့်လူသုံးယောက်ထိုင်စားသော စားစည်းမှာဒါဝင်မသေးလှချေခင်လေးဆွေသည်ဆက်ချုပ်ဆိုင်မှအင်ကြီးကျယ်သည့်ဓာတ်သောအလုတ်ကလေးဖြင့်တက်နိုင်သလောက်ဖာထေးမိအောင်ကြိုးစားရှာ၏တို့ရတွင်အလေးအကျင့်မရှိသောအလုတ်ဖြစ်၍ပင်ပန်းခြင်းသာဖတ်တင်လျက်ကော်ဖီမှုန်ဖို့များပင်လုံလောက်အောင်မရချေထင်းကြောင်များကိုဂူလီကလားငှား၍မခွဲစိတ်ပါစေနှင့်ဆိုကား ခင်လေးဆွေကိုယ်တိုင်ခွဲစိတ်ရာတွင်လည်းလက်သာပေါက်၍အရာမရောက်လှချေမတဏံဖို့မှာသရင်သာများ၌အလုတ်လစ်လက်သောကြောင်ညာများကိုနေစဉ်ဖတ်၍ရှောက်လွာစီကုံးရသည်နှင့်တမောကြီးဖြစ်နေတော့သည်မိမအလုတ်ဖြစ်သည့်ကြောင်ဆရာမအလုတ်များမှာမကြမကြလစ်လက်တော်လဲဆရာဖြစ်အောင်လက်မှတ်ရသောမိမများသာရှောက်ထားရမည်ဆိုသောကြောင့်မတဏံနှင့်မဆိုင်ချေမတဏံမှာလက်ရည်တို့နှင့်စည်မအလုတ်များလောက်သာတတ်နိုင်သည်ဖြစ်၍ လစ်လက်တိုင်းလျှောက်ထားရှာ၏တို့ရတွင် ပြန်ကားမရသည်သာများ၏တခါတည်းရန်ဇန်လိုသည်ဆို၍အင်တာဗျူးခေါ်တော်လဲအလေးအကျင့်ပြတ်နေသောမိမတယောက်သည်ကျောင်းမှလဝဘူတိုက်တင်၍မယမနာလေ့ကျင်ထားသောမိန်းကလေးများကိုမိအောင်မလိုက်နိုင်သည်ဖြင့်ရုံခဲ့သည်သာဖြစ်လေသည်မတနံဤလျှောက်လာများ၌အစိုးရယုံကြည်တွင်အလုတ်လုတ်ခဲ့မှုပါသည်ဟူသောအယူရှင်တစ်ခုကိုထည့်သွင်းဖော်ပြနိုင်တော်လဲကုမ္ပဏီတိုက်ကြီးများကမူအစိုးရယုံများ၌အလုတ်လုတ်မှုသူများမှညာဘိုးတော့သာတက်၍ တကယ်အလုတ်တွင်ကျဲအောင်လုံနိုင်သည်မဟုတ်ဟုယူဆကြသောကြောင့်မတ္တနံဤအလုတ်စာမှာထောက်ခံချက်တစ်ခုမဟုတ်ပဲပြစ်ချက်တစ်ခုကဲ့သို့ပင် ဖြစ်နေလေတော့သည်အမှန်မှလည်းမတ္တနံသည်အလုတ်ရလိုအာကြီးနှင့်မြူသောမျက်နှာမျိုးပြရသည်ခေမိန်ကလေးများကိုမှီအောင်မလိုက်နိုင်သည်ဖြင့်ရွေးချယ်သောမန်နေဂျာများကမျက်စိမကြအောင် ဖြစ်နေလေတော့သည်မတ္တနံသည်ဖိုးခွေအားအတန်တနဲ့အတော်ဆုံးကြောင်းသားဖြစ်စေတော့လို့ဆို၍ညအချိန်များတွင်သားကလေးအားပညာသင်ပေးခြင်း ကော်ဖီဖို့ရစေတော်ဟုအောင်မေကညချောင်းကလေးဖွင့်ဆန်းကြည့်။အရထက်မှနမ္မာသမိဘာများဤသာသမီများကိုအနန္တကြတော်လဲ။ကျောင်းလာကမင်္ဂန်စွာမရသည်ဖြစ်၍ကုသိုလ်ဖြစ်လောက်သာသဘောထားနိုင်မိတော့သည်။ဘုရားမြတ်မူကားမြို့၌ရှိနေက အချိန်တွင်၌မတဏ္ဍတို့ဤအိမ်တို့မမှန်ကြီးလာရောက်၏။မတဏ္ဍတို့ဤငွေရေးကြေးအခက်ခဲကိုရိမ့်မိ၍အကူအညီပေးလိုတော်လဲ။မတဏ္ဍဤစိတ်၌ဒါမန်မာနာမျိုးအပြင် မိမိကညင်ပယ်ထားခဲ့သောလူတယောက်ဤကုညီထောက်ပံ့ခြင်းကိုမိသည့်နင်းနှင်းများလက်ခံခြင်းဟာမထိုက်ဟုယူဆသည်နှင့်တာမြတ်ဝယ်ခဲ့သောမုံဘဲဒေသာမြတ်ကိုပင်မြို့၍မကြအောင်ရှိလေတော့သည်တာမြတ်ကခင်လေးဆွေမတဆင့်လက်သိထိုးအကူညီပေးဖို့ကြိုးစား၏မတနန်သည်ဤအကြောင်းကိုရိပ်မိ၍ရှိကြီးခိုးပါရဲ့ကိုသားမြတ်ရဲ့ကျမကိုလေးစားရင်ဒီလိုမလုပ်ပါနဲ့ရှင်ကိုသားမြတ်ကဘာလို့လဲဗျမတနန်က တို့တို့ကိုရှင်ကငွေတရာကျက်ပြီးသွားတယ်မဟုတ်လားဘုရားမြတ်ကဒါပါဆိုင်လေဗျာတို့တို့သုံးရအောင်ပေးတာပဲမတ္တလန်ကတို့တို့ကိုပြီးခင်သူဝိဖို့တက်တဲ့အဝိဝေပြီးခင်ပြီးရှင်ငွေတော့မပြီးပါနဲ့တောင်းမှမရစေဘုရားမြတ်ကသူဘာဝိရှင်တယ်လို့မှကြုတ်မသိပဲသူဟာသူကြိုက်တာဝဲဘောဗျာမတ္တလန်ကမလုပ်ပါနဲ့ရှင်ငွေတော့မပြီးပါနဲ့ဘုရားမြတ်ကဝန်နေတော့မြန်သာနဲ့ မတဏ္ဏကလည်းဗျာစီကံကလနာကြီးလာကြီးကလားဗျာငွေပေါင်းကြည့်ပါမို့လို့ထောက်ပံ့တာကိုလက်မခံကောင်းဘူးလားဗျာမတဏ္ဏကမျက်ရည်လဲလျက်ငွေပေါင်းကြည့်ပါပြီမဲတိပြင်းလူစီကကိစ္စမရှိဘူးထားပါတော့ကိုသားမြတ်စီကတော့မတော်ပါဘူးရှင်တောက်မှန်ပါလေကိုသားမြတ်ကခက်လိုက်ပလေဗျာကျွတ်တဲ့ရင်းနေတဲ့လူပဲရှိသေးလို့လေမတဏ္ဏကယင်းလင်းအကြီးလို့ခက်တာပေါ့တိတိပြောတော့မင်း ရှင်းစီကပြီးတာကိုကျမစောက်ကမစောင်းရဘူးကုံကုံပြောမိမျိုးလုံးမကြလို့ပါရှင်ဝဲနေသောမျက်ရည်များသည်ဘာပြင်းသို့စီးကြလာ၏။တမျက်လည်းဝန်းနေသောမျက်နှာဖြင့်ကြည့်နေပြီးနောက်ခမခက်ပလီမတ်တဏ္ဍရဲ့ကျုပ်ကသဘောရိုးနဲ့ကူညီတာပါဗျာမတ်တဏ္ဍကအဲ့ဒါကြောင့်ตาခက်တယ်မဟုတ်လားရှင်ဝဒာမြတ်ကနားမလဲပါဘူးဗျာသဘောရိုးနဲ့ကူညီတာကိုလက်မခံဘူးရဲ့လို့ မတဏံလည်းရှက်၍လာလေတော့သည်မတဏံကကုသမြတ်ကပြုစင်တဲ့သဘောနဲ့ပေးတာကိုကျမနားလည်ပါတယ်ကျမကမဆက်ရတာပါကုသမြတ်ကမဆက်ရရအောင်ကျုံမှာကြက်ကြက်တည်းမဟုတ်ပါဘူးဗျာသုံးလောက်ဆွဲလောက်ပါတယ်မတဏံကဟုတ်ပါလေလေဒါကြောင့်မဟုတ်ပါဘူးကုသမြတ်ကကြွားကြလိုက်လေဗျာမတဏံတို့မာနကတဲခက်တာကို ငယ်ငယ်ချင်းတယောက်ဒုက္ခရောက်နေတာမြင်လို့ဘာမှမျှော်လင့်ချက်မထားဘဲနဲ့သဘောယွန်းနဲ့ကူညီတာကိုလက်မခံနိုင်ဘူးဆိုတော့တကယ့်မာနကိုဗျကြုံဘူးအောင်ရာမတဏံကကုသမြတ်ရှင်မသိဘူးနော်ရှင်ပေါ်မှာကျမကအမာနထားရမလားလို့မယိုသိစကားရှင်ချီကိုကျမကျုံးဆူကျုံးနိုင်ပါလေရှင်ဘုရားမြတ်ကနို့ဒါဖြင့်ဗျာကူညီတာတော့ဘာကြောင့်လက်မခံတယ်လဲမတဏံကရှာကြည့်တယ်ငငငိုလာလျက်ဘယ်နည်း မနဲ့လူပြီးကျမလက်ခံနိုင်မလဲကိုသားမြေကျမကိုရှင်တို့နှစ်ယောက်ကအပြန်ဆိုင်ပူပန်နေကြတာကိုလည်းကျမသိတယ်တယောက်နဲ့တယောက်အသာယူကြတာကိုလည်းကျမသိတယ်တရထက်မှာကျမက ရှင်တဲ့သားတွေထင်ပြီးသူ့ကိုရွေးမိလို့နောက်ဆုံးမှာအမကြီးမမှန်သိနေရတဲ့အချိန်မှာ ရှင်စီကအကူကြီးရွေးရပါမလားရှင်ကြီးတော့ကိုကျမမျိုးလို့ကြားနိုင်ပါမလားစဉ်းစားကြည့်ပါတော့ကိုသားမြေရဲ့ မဒနလည်းမျက်ရည်များကိုတပတ်နှင့်သုတ်သိမ်းလျက်ရှိစဉ်တာမြန်လည်းဥကောင်းကုတ်ကမြည်တို့ပြန်ပြောရမည်မသိအောင်ဖြစ်နေလေတော့သည်မဒနကမုံမင်းကြီးသာပရင်ဖြစ်မဲ့လူကြီးပါပြီရှင်ထိကင်လူဆိုရင်မိုက်လာတဲ့ကောင်မမတ်ကယောဟေဆိုပြီးဝန်းတော့သားလေအောင်မင်းရှင်းမတော့လေမဒနလည်းပြောရင်ဆိုရင်ရင်ထဲ၌ဆုလာပြန်သည်နှင့်စကားကိုလက်စမသိနိုင်ပဲရှိတော့သည် တမ်းမြတ်မှာမူမတ္တနံစိတ်၌ထိခိုက်သည်ကိုမြင်ရသည်နှင့်ပင်ရရည်ဝိုင်းလာတော့သည်ကိုသာမြတ်ကမတ္တနံကကျုပ်ကိုဟီရိုကြီးဖြစ်အောင်ကြံ့ခံပြီးစဉ်းစားနေတော့တာကိုဗျာကျုပ်ကတော့ဒါတွေမစဉ်းစားမိပါဘူးကရုဏာလျောက်ကုညီချင်တာလောက်ရှိတာပါဗျာမတ္တနံကမှန်ပါလေကျမနားလေပါလေရှင့်ကိုရှင်အထင်မကြီးရှာပါဘူးဒါကြောင့်လေကျမအကြည့်ညူပါလေရှင်ကိုသာမြတ်ကခက်လို့နေပြီကရော တဲ့နေရကြပါလားပတ်စံတပြားမှမကုန်ရဘဲလူကြီးညိုခံရပါလားကျွတ်တော်ကံစားတာတက်လာပြီထင်တယ်စင်စစ်တော်ကတာမြတ်ဒီမတ္တနံပေါ်၌ရှေးရခင်ကအတိုင်းမင်းချစ်ခင်လျက်ရှိသည်ဖြစ်၍မတ္တနံဤကြက်တဲ့ဆင်းရဲသောအဖြစ်မှကရုဏာအလျောက်ကယ်ဆယ်လူချင်းဖြစ်၏ယခင်ကမြစ်တာတွင်ကရုဏာပင် တိုးဆင်းလာသည်ဖြစ်သောကြောင့်မတ္တနံကိုရောမပြနိုင်အောင်လေးစားလျက်ရှိ၏ တို့ရတွင်လူမော်နှင့်ပတ်သက်၍မိမိကမရှုမလလူရဲနေခဲ့ရာဘုသည့်အပြင်အိုလည်းဖြစ်သောကြောင့်ကြိုက်လာ၍လက်သေးလျင်သာခံရမည်မတ္တနံကိုယူဖို့ကတချိန်တစ်ခါမျှစိတ်ကူးမထက်ခဲ့ကြမတနန်နှင့်ဤတကြိမ်စကားပြောမိကြရာတွင်မူကားယူရလင်တော်ကြည်မီလောဟုပထမအကြိမ်စိတ်ကူးကြည့်မိတို့ရာတွင်မဖြစ်နိုင်ဟု၍ဆုံးဖြတ်ချက်ချလိုက်လေသည်မတနန်အဖို့မူကားသမရကရောဖြစ်ဖို့စိတ်ကူးရဲလင်သာကူးရဲလိမ့်မည် ။တာမြတ်နဲ့ဆက်ဖို့ကအိမ်မက်မြပြင်မမက်ဝင့်ရှာပြီ။တာမြတ်ထာမအကူကြီးလက်မခံဖို့နှင့်ပတ်သက်၍လည်းမတဏန်သည်ခင်လေးဆွေအားအကြောက်အကန့်တောင်းပန်ထားလေသည်။အကယ်၍မိမိမတိပဲငွေကြေးအကူကြီးယူခဲ့မိသောမတဏန်ကခင်လေးဆွေနှင့်ဥခွဲစားလိမ့်မည်ဟု၍ပင်ပြောထား၏။တာမြတ်သည်မတဏန်တို့အိမ်သို့အလဲလာသောအခါများ၌ဖို့ခွေအတွက်မုံဘက်ဒေဇာနှင့်အုတ်ထုတ်ဖနက်စားသောအဝတ်အစားကလေးများမှတပါမိသည့်လက်ဆောင်မျိုးမှမယူခဲ့ဝင်တော့ပြီ သေးသားများကိုပင်ဖိုးခွေးကစပါဦးမမရဲ့သိကောင်းတာပဲဗျာဒါလေးနည်းနည်းစကြည့်စမ်းပါစသည်ဖြင့်အတင်တိုက်တွင်းကခွင်ပေးသောအခါမှနာအေးစီတော့ဆို၍အနှငယ်စားလေသည်ဖိုးခွေးနှင့်သားများတို့ပူလိုက်လုံလိုက်ကြပုံများမှာအန်အော်လောက်စရာဖြစ်နေသည်ကြောင်းမပြန်ရောက်လာသည်နှင့်ပြိုင်နဲ့ဦးလေးမလာသေးဘူးလားမမတို့မမေတို့ခုချက်ချင်းမေ၍စာအုပ်များကိုပြစ်ချကားဝင်ပေါက်မှစောင့်ကြရန်ဆင်းပြေလေတော့သည်သားများဤခြေကလာသည်ကိုအဝေးမှမြင်လိုက်သည်နှင့်ပြိုင်နဲ့ ဟုတ်ကဲ့လေပြေး၍ဘေးတရားနေရာခရီးကိုတာမြတ်နှင့်အတူကားစီးလိုက်ခြင်းသည်ကဘောမဆင်ညာသောခါ၌လည်းဘုခွေသည်တာမြတ်၏ပကုံဘောမလိုက်ပါရသည်သာများလေသည်စားစရာများပါလာရင်လည်းဘုခွေကပကုံဘောမပွေပိုက်ယူလာတော့သည်မတနာနှင့်ခင်လေးဆွေတို့သည်ဘုခွေနှင့်တာမြတ်တို့ပူလုံကြခြင်းများကိုမြင်ရသည့်အခါတိုင်းဝန်내ဝန်သာခြင်းတို့ရော့ဆတ်သောမျက်နှာမျိုးဖြစ်တတ်ကြ၏ဝန်သာခြင်းကဘုခွေ၏ကြည်ရှင်ခြင်းကိုမြင်ရသောကြောင့်ဖြစ်၏ ဝန်လေခြင်းကပုဂ္ဂွေဤဖခင်မရှိသောဖြစ်ကိုတရိယာသောကြောင့်ဖြစ်ဟန်တူ၏မတနာမူကားစိတ်ကူးယဉ်မိခြင်းကိုဖြတ်သိမ်းသောနေဖြင့်တက်ပြင်းချမိသောအချိန်များလည်းမနှဲလှပေတခါတရံတွင်ပုဂ္ဂွေသည်တာမြတ်ရှိ၌ကြွားကြသောမိခွင်များလည်းမေးရ၏မိမိကြီးကျွန်တော်တို့အဖေရှိရင်ခုနေဘယ်လောက်ရှိပြီလဲဒေါခင်လေးဆွေကမိမိလောက်ပေါ့ကွယ်ပုဂ္ဂွေကမိမိတော့မှတ်မိပါပဲနော် ဟုတ်လားမမမတနံက မမိတာပေါ့လူကလေးရဲ့ဟဲ့နင့်ဦးလေးကိုခိုက်မိမယ်လေလူကြီးကိုသိမကလိရဘူးဆိုတာမှတ်မထားပဲကိုဘိုးခွေးကကလိပါဘူးဗျာကျွန်တော်တို့ဖေဖေကဘယ်သူနဲ့အတူလဲဗျာဟင်မမမတဏံဖြေခွင့်မရမီခင်လေးဆွေကကြားပြရွေးဟေ့ကောင်လေးနင်းနေမမနန်းလေးမောင်နှမအရင်မဟုတ်ဘူးဟဲ့သူ့ဖေကတယောက်နင့်ဖေကနင့်လိုပဲစကားများများအသားလက်လက်အရက်ပုပ်ဘူးဘိုးခွေးကမျက်နှာကကောမေမီ ဟုတ်ကဲ့လေဆွေကနေ့လိုရဲ့အယုတ်ဆိုးဆိုးနှာရောင်ကောက်ကောက်ဟုတ်ခွေကဟင်ကျွန်တော်တို့အယုတ်ဆိုးပါဘူးဗျာနှာရောင်လည်းဘယ်မှာကောက်လို့လဲဟုတ်ကဲ့လေဆွေကအေးအေးမကောက်ဘူးလူကျော်ကလေးတယောက်ပဲကိုင်းသွားတော့စားချက်ချီဟုတ်ကဲ့လေဆွေကဖိုးခွေအားမောင်းတော်ချင်းကိုတာမြတ်ကသဘာဝအတိုင်းဖြစ်သည်ဟုအောင်းမေး၍ဤနယ်ထုံနယ်တွေ့တော်ချင်းမပြုတ်ချီဟုတ်ကဲ့ပါခင်ဗျာဇာကြီးဆရာဇာကြီးရွှေဦးထောင်းဤမြတ်သက်မောဆိုတဲ့ဝိတ္တစာကို အပိုင်းစလေးနေဖြင့်ဆက်လက်ဖက်ပြတင်ဆက်ပေးကြတာပဲဖြစ်ပါတယ်ခင်ဗျာဒီနောက်နေ့တူအဆုံးထိလိုက်ပါနားဆင်ခံစားပေးကြတဲ့တွင်လဲဂျေဇူးများကြီးတင်ရပါတယ်ခင်ဗျာကျွန်တော်တို့အားလုံးအပိုင်း15မှာပြန်လည်ဆုံတွေ့ကြပါစို့ခင်ဗျာအားလုံးကျမ်းမာပေးကင်းကြပါစေကျွန်တော်ဖုန်းမြတ်တင်ပါခင်ဗျာ